မင်္ဂလာပါရှင် People's Spring ရဲ့ညနေခင်းသတင်းအစီအစဉ်ပါဒီနေ့ April 24ရက်နေ့မှာတင်ဆက်ပေးမယ့်သတင်းတွေကတော့ဖားကန့်ကိုစစ်ကြောင်းပြန်ထိုးဖို့စစ်ကောင်စီကြိုးပမ်းနေတဲ့သတင်း Great Wall Hotel ရှင်းလင်းရေးနေရာကိုကန့်သက် area သတ်မှတ်တဲ့ဖြစ်စဉ်ဓနုဒေတာမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တချို့အမျိုးသမီး3ဦးကိုအုပ်စုဖွဲ့အာဓမပြုကျင့်တယ်ဆိုတဲ့အကြောင်းဒီသတင်းတွေနဲ့အတူစစ်ကောင်စီတပ်ပစ်ခတ်တဲ့လက်နက်ကြီးထိပြီးထန်းတပင်နေကန်တအူသေဆုံးတဲ့သတင်းတွေကိုနားဆင်ရမှာပါ ်မြစ်ကြီးနားမိုးကောင်ဖားကန်လန်အတိုင်းစစ်ကောင်စီတပ်နဲ့ရှမ်းနေတပ် SNA ပူးပေါင်းအင်အား900ကျော်ပါဝင်တဲ့စစ်ကြောင်းလှုပ်ရှားလာတာကြောင့်လမ်းအသုံးပြုခွင့်ကို KIA ကယာယီတားမြစ်ထားတယ်လို့သိရပါတယ်စစ်ကောင်စီတပ်ကဒီမနက်အစောပိုင်းအဲ့ဒီလမ်းပိုင်းပေါ်မှာစစ်ရေးလှုပ်ရှားလာပြီးအင်အားအရန်များကြောင်ခရီးသွားတွေကပြောပါတယ်စစ်ကောင်စီစစ်ကြောင်းမှာဘာသာရေးဆိုင်ရာအသင်းအဖွဲ့ကားတွေလည်းပါလာတာကိုတွေ့ရတယ်လို့ဒေသခံကဆိုပါတယ်။အဲ့ဒီစစ်ကြောင်းဟာဖားကန်တီတက်ဖို့ပြင်ဆင်ထားကြောင်းသတင်းတွေထွက်ပေါ်နေပြီး လမ်းအသုံးပြုသူတွေကိုချိန်းချောက်မှုတွေရှိနေတယ်လို့မိုးကောင်းမြို့ကန်တူကပြောတာပါလမ်းကတော့စစ်တပ်ကရော KIA ကပါအပိုင်းလိုက်ပိတ်ထားတာပါကြီးစားပေါရင်တော့ဒီနေ့ကစပြီးနောက်တစ်ပတ်နှစ်ပတ်လောက်အထိတိုက်ပွဲဆက်သွားနိုင်တယ်လို့သူကသုံးသပ်ပါတယ်မိုးကောင်းဖားကန်လမ်းကနေဖားကန်ကိုမရောက်ခင်6မိုင်ကန်အကွာကလုံဘရာရွာလဝါရွာနဲ့ဒွန်ပုံးခါရွာမှာစစ်ကောင်စီရှမ်းနေတဲ့ SNA နဲ့ပြည်သူ့စစ်အဖွဲ့တွေကပြီးခဲ့တဲ့မတ်လနောက်ပိုင်းကစလို့တက်ဆွဲလိုက်ပြီးနောက် အဲ့ဒီနေရာတဝိုက်မှာတိုက်ပွဲတွေဖြစ်ခဲ့တာပါစစ်ကောင်စီဘက်ကထိခိုက်သိဆုံးမှုများပြခဲ့ပြီးလေကြောင်းကနေလည်းဘုံကျဲတိုက်ခတ်ခဲ့ပါတယ်အဲ့ဒီနောက်အခုတခါအင်အားထပ်ပြေးဖို့ကြိုးပမ်းလာတာဖြစ်ပါတယ်ဖားကန့်မြို့ကို KIA ကမထိန်ချုပ်နိုင်သေးပေမဲ့စစ်ကောင်စီရဲ့အုပ်ချုပ်ရေးရန်တရားကလည်းအပြည့်အဝလဲပတ်နိုင်ခြင်းမရှိတော့ပါဘူးစစ်ကောင်စီကဖားကန့်ကိုစစ်ကြောင်းထိုးဖို့ပြင်နေသလိုတချိန်တည်းမှာပဲ KIA ရှိတဲ့မုံညင်းမြို့နယ်အင်းတော်ကြီးကန်အရှိတ်ချမ်းကျေးရွာတွေကိုလေကြောင်းကနေပုံကျဲခဲ့ပါတယ် စစ်ကောင်စီဟာဧပြီလကုန်အထိအပြည့်ရက်တက်တန်တိုးထားပေမဲ့လေကြောင်းပုံကျဲတက်ခိုက်မှုတွေထိုးစစ်စင်တာတွေလုတ်ပြီးကြေညာချက်အပေါ်မျက်ထုံနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးက People's Spring ကိုပြောထားပါတယ်ရှင်။ငလင်တန်ကြောင့်ထိခိုက်ပျက်စီးသွားတဲ့မန္တလေးက Great Wall Hotel ဖြိုချရှင်းလင်းနေတဲ့ area ကိုပုံမှန်144ထုတ်ပြီးကန့်သတ်နေမြေအဖြစ်သတ်မှတ်ထားတယ်လို့မြို့ကန်တွေစီကသိရပါဗါတယ်။ကန့်သတ်နေမြေတာဝန်မှအပမဝင်ရ ပုံမှန်144လို့ရေးသားသတိပေးထားတဲ့အနီရောင်ဗနိုင်းတွေချိတ်ထားတာလို့မြို့ကန်တွေကဆိုပါတယ်။ငလင်ဘေးရှာပွေကေစိလှုပ်ဆောင်တဲ့မတ်တလေးမြို့ကန်ကုညီရဲအဖွဲ့ဝင်တဦးကတော့အခုလိုပုံမှ144ထုတ်ပြီးကန့်သက်နေမြေတတ်မှတ်တဲ့ရှင်းလင်းရေးဧရိယာမျိုးမတွေ့ကြုံဖူးဘူးလို့ပြောပါတယ်။ပုံမှန်144ဆိုတာကပြည်မှုဆိုင်ရာကျင့်သုံးဥပဒေဖြစ်ပြီး အုပ်ချုပ်ရေးပြက်ပြားနိုင်တဲ့သဘာဝဘေးအန္တရာယ်ကြုံရခြင်းအများပြည်သူအသက်အိုးအိမ်လုံခြုံမှုကိုအန္တရာယ်ဖြစ်စေတဲ့အမှုတွေကြုံရခြင်းမှာထုတ်ပြန်လေးရှိတာပါပုံမှ144ထုတ်ပြန်မှုကိုမလိုက်နိုင်ရင်ထောင်တန်6လအထိချနိုင်တာလည်းဖြစ်ပါတယ်အဲ့ဒီပုံမှကို Great Wall Hotel ပြိုကျမှုရှင်းလင်းရေးလုပ်မဲ့ area တစ်ဝိုက်ကိုစစ်ကောင်စီလက်အောက်ခံအုပ်ချုပ်ရေးပိုင်းကထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်ဒါပေမဲ့ Great Wall Hotel မှာငလင်အပီးထိရောက်တဲ့ကုညီကယ်ဆယ်ရေးကိုအချိန်မီမလုပ်နိုင်တဲ့အတွက် သက်ဆိုင်ရာမိသားစုဝင်တွေဒေသခံတွေရဲ့ဝေဖန်မှုတွေလည်းရှိနေပါတယ်။ Great Wall Hotel မှာပြည်တွင်းကမိသက်တပ်ဖွဲ့အပြင်အိန္ဒိယနဲ့ရုရှားကရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေလည်းကယ်ဆယ်ရေးလှုပ်ဆောင်ခဲ့ပါသေးတယ်။ငလင်ကြီးစလှုပ်တဲ့ March 28ရက်ကနေ April 12ရက်အထိနှစ်ပတ်တာအတွင်းအသက်ရှင်ရက်9ဦးကိုကယ်ဆယ်နိုင်ခဲ့ပြီးရုပ်အလောင်း16လောင်းကိုရှာတွေ့ခဲ့တယ်လို့ဟိုတယ်ဘက်က April 13ရက်နေ့မှာသတင်းထုတ်ပြန်ခဲ့ပါတယ် ဒါပေမဲ့ငလင်းကြောင်ထိခတ်ပျက်စီးသွားတဲ့အဆောက်အဦတွေထဲမှာပိတ်မိနိုင်ခြေရှိတဲ့အရေးအတွက်ကိုတော့ဟိုတယ်ဘက်ကထုတ်ပြန်တာမရှိပါဘူးရှင်။ရှမ်းပြည်နယ်တောင်ပိုင်းဒနုကိုပိုင်အုပ်ချုပ်ခွင့်ရဒေသရွာငံမြို့နယ်မှာအာနာသိန်းကာလာအတွင်းစစ်ကောင်စီတပ်ကဒေသခံအမျိုးသမီး3ဦးကိုအုပ်စုအဖွဲ့အာဓမပြုကျင့်ခဲ့တယ်လို့ရှမ်းလူအခွင့်အရေးမန်တိုင်းအဖွဲ့ကအစီရင်ခံထုတ်ပြန်ပါတယ်။ဒနုဒေသမှာစစ်ကောင်စီတပ်ကကျူးလွန်တဲ့ညှဉ်းပန်းနှိပ်စက်မှုတွေအကြောင်းကိုရှမ်းလူအခွင့်အရေးမန်တိုင်းအဖွဲ့ကဧပြီလအတွင်းထုတ်ပြန်တဲ့အစီရင်ခံစာမှာ အမျိုးသမီးတွေအာဓမပြုကျင့်ခံရတဲ့အကြောင်းထည့်သွင်းရေးသားထားတာပါဒီဖြစ်စဉ်ကပြီးခဲ့တဲ့2023ခုနှစ်မေလ6ရက်နေ့ကရွာငန်းတာစီနယ်ဆက်ကတော့အတွင်မှာစစ်ဆောင်လာတဲ့ဒေသခံအမျိုးသမီး3ဦးကိုစစ်ကောင်စီတပ်ဖွဲ့ဝင်6ဦးကအုပ်စုလိုက်အာဓမပြုကျင့်ခဲ့တာလို့အစိုးရကစာမှပါရှိပါတယ်ကျူးလွန်ခံရတဲ့အမျိုးသမီးတွေဟာအသက်မပြည့်သေးတဲ့16နှစ်အရွယ်မိန်းကလေးတဦးနဲ့အသက်18နှစ်အရွယ်မိန်းကလေးငယ်2ဦးတို့ဖြစ်ကြတယ်လို့ရှမ်းလူအခွင့်အရေးမန်တန်အဖွဲ့ကဆိုပါတယ် ကျူးလွန်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာတမ55လက်အောက်ခံတပ်ရင်းတပ်ဖွဲ့ကဖြစ်တယ်လို့လည်းရေးသားထားတာပါ။ထားအပြင်ရက်စွဲအတိအကျမဖော်ပြပေမဲ့2023ခုနှစ်အတွင်းမှာပဲရွာငန်ဒေသခံအသက်23နှစ်အရွယ်အမျိုးသမီးကိုတမ55ကတပ်ဖွဲ့ဝင်တွေဟာနေအိမ်မှာလာရောက်ဖမ်းဆီးပြီးရွာငန်ရဲစခန်းမှာနှိပ်စက်တဲ့အပြင်လိန်ပိုင်းဆိုင်ရာကြမ်းဖက်မှုတွေကျူးလွန်ခဲ့တယ်လို့အစိုးရကန်ဆာမှာထည့်သွင်းရေးသားထားပါတယ်စစ်ကောင်စီဘက်ကတော့ရှမ်းလူအခွင့်အရေးမန်တိုင်အဖွဲ့ကထုတ်ပြန်တဲ့အစိုးရကန်ဆာနဲ့ပတ်သက်လို့ တုံ့ပြန်ဖြေရှင်းတာမျိုးမရှိသေးပါဘူးရှင်။ပဲခူးတိုင်းထန်းတပင်မြို့နယ်တောင်ပူကြောင်ကျေးရွာကိုစစ်ကောင်စီတပ်ကတိုက်ပွဲမဖြစ်ပဲလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့်ဒေသခံပြည်သူတအူးသေဆုံးပြီး၄ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်းသိရပါဗါး။ဒီမနက်အစောပိုင်းကညောင်ခြေတော့ခြေဆိုင်စစ်ကောင်စီတပ်နဲ့ခလာရ83တို့ကလက်နက်ကြီးတွေနဲ့ပစ်ခတ်ရမှာတောင်ပူကြောင်ရွာတဲ့နှလုံးကြောက်ရောက်ပောက်ခွဲခဲ့တာလို့တောင်ငူခရိုင်တပ်ရင်3500နဲ့ပြန်ကြားရေးတာဝန်ခံကပြောပါရယ်။ အဲ့ဒီလက်နက်ကြီးကြီးတွေကြားရောက်ပောက်ကွဲမှုကြောင့်အသက်80ကျော်အရွယ်အမျိုးသမီးတဦးသေဆုံးခဲ့ရပါတယ်။ပြီးတော့အသက်10နှစ်အရွယ်ကလေးငယ်တဦးအမျိုးသမီးတဦးနဲ့အမျိုးသား2ဦးတို့လည်းထိခိုက်ဒဏ်ရာတွေရခဲ့တာပါ။အဲ့ဒီဒဏ်ရာရသူ4ဦးတည်းက3ဦးဟာစိုးရင်ရတဲ့အခြေအနေလို့တောင်ငူခရိုင်တပ်ရင်3500နှစ်ကထုတ်ပြန်ပါတယ်။ရည်ရွယ်ချက်ရှိရှိလှုပ်ဆောင်နေတာပါ။တော်လှန်ရေးကိုထောက်ခံရင်ဒီလိုဖြစ်မယ်ဆိုတဲ့အကြောက်တရားထည့်ပြီးရက်ဆက်တဲ့ရည်ရွယ်ချက်ပေါ်လို့အဲ့ဒီပြန်ကြားရေးတာဝန်ခံက စစ်ကောင်စီရဲ့လုပ်ရပ်ပေါ်မှတ်ချက်ပေးပါတယ်စစ်ကောင်စီဟာတိုက်ပွဲဖြစ်တာမရှိဘဲအရက်သားတွေရှိရာစီကိုရည်ရွယ်ချက်ရှိရှိပြစ်ခတ်တိုက်ခိုက်နေပြီးသူတို့ရဲ့ရက်ဆက်ရုံမာမှုအတွက်တံပြန်ပေးဆက်ရမယ်လို့တာငူခရိုင်တပ်ရင်3500နှစ်ကထုတ်ပြန်ထားပါတယ်ရှင် People's Free ရဲ့ညနေခင်းသတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါရှင်